ဒီနေ့တော့ရှင်ဖို့မဲ့အုပ်ချုပ်ကိုသွားပြီးတော့လေ့လာမှာဖြစ်ပါတယ်။တင်နီယာကိုမြေပုံမှာကြည့်ရှုနိုင်ပါတယ်။ကျူဟာကုတ်ကိုလည်းစကန်ဖတ်နိုင်ပါတယ်။အုပ်ချုပ်ကိုသွားတဲ့လမ်းလျာတော်တော်လေးတတရာရှိပါတယ်။ဒူရဲကြီးပြီးတော့၄000ပုံရှိတဲ့ဒီအုပ်ချုပ်ကြီးကိုအဝေးရနေအလွယ်တူလှမ်းပြီးတော့မြင်နိုင်ပါတယ်။တတန်းအဖြစ်နှစ်ပေါင်း၈00လောက်ရှိခဲ့ပါပြီ။ ဒါပေမဲ့ပကံခဲအမှုလျရာလေးတွေအနှင်းငယ်ကျန်ရှိနေပါသေးတယ်ဒီတဲကြောက်တုံးကြီးဟာပျက်စီးသွားတဲ့ဝင်ပေါက်တစ်ခုရဲ့လီကတစ်တစ်ခုအဖြစ်အသုံးပြုခဲ့ပုံရပါတယ်ဒါကအုတ်ချောင်းကိုကာယံထားတဲ့တိုင်းတစ်ခုပါအုပ်စီထားပုံတွေကိုကြည့်ရှုနိုင်ပါတယ် အတိုင်းကတချို့နေရာတွေမှာအကုန်ပြိုကျနေပြီးတော့ကောင်းတဲ့ပိုင်းကနည်းနည်းလေးပဲကျန်ရှိပါတော့တယ်။ခေါင်းကြောင်ကြီးဟာနှစ်ထပ်အဆောက်အဦဖြစ်ပြီးတော့36ပြည်လောက်မြင့်ပါတယ်။ဝင်ပေါက်တွေကခင်မီတဲ့၄000ပုံစံပြုလုပ်ထားတော့တွေ့ရပါတယ်။အကောင့်တန်းကြံရှိတဲ့အင်္ဂလိပ်လက်ရာတွေမြင်ရတာဖြစ်ပါတယ် ငံခေရဲ့ထူးခြားတဲ့အုပ်စီတဲ့လက်ရာတစ်ခုပါအင်္ဂရီအဟောင်းနဲ့အစ်စ်ကိုဒီမှာခွဲခြားပြီးမြင်နိုင်ပါတယ်အတွင်းကိုဝင်လိုက်လို့ရှိရင်အခုလိုပဲထူးခြားတဲ့မြင်ကွင်းမျိုးမြင်မှာဖြစ်ပါတယ်ဘောရဲကျင်းရင်တသားတဲ့နေရာအဟောင်းတွေရဲ့နေရာတွေကိုမြင်ရတာဖြစ်ပါတယ် အခုလိုထူးခြားတဲ့အမိုးခုံးတွေလည်းတွေ့မြင်နိုင်ပါတယ်။ချင်းမြောင်းတဲ့ဒီလေကားအတိုင်းအပေါ်ကိုတက်ကြည့်ရအောင်။ဒါကအလဲပိုင်းကိုဆင်းတဲ့လေကားနေရာတစ်ခုပါ။နောက်ရက်မှာတပ်ပညူဖျားကိုဖူးမြင်ရပါတယ်။ မနက်ခင်းနေမင်းကြီးကတော့ခွန်အားတွေရေဆောင်လာခဲ့ပါပြီ။